ြန်မာနေဦးခရိုနီကယ်ဇွန်လ9ရက်နေ့မြင်တွင် PDF တွေထိန်းချုပ်နယ်မြေတွေကနေစုံခွာပေးဖို့ TNLA အမိန်ပေးစက်တင်ဘာလမှာ MNDA ကတင်ဒီမျိုးပြန်လွှဲမဲ့တရင်ပေါ်ထွက်နောက်ချုံမျိုးနယ်တွေက PDF တော်လိုင်းတပ်ဖွဲ့တွေကို TNLA ကနောက်ပြန်ဆုတ်ဖို့ညွှန်ကြားနေကြောင်း DPP တရင်ဌာနကဒီကနေ့နေဆွဲနဲ့ရေးသားဖော်ပြလိုက်ပါတယ် PDF နဲ့နှီးစက်တဲ့တရင်ရင်းမြစ်ကိုကိုကပြီးဖော်ပြထားရမှာနောက်ချိုကြီးကြီးရွာကနေ၃ရက်အတွင်းရွှေ့ပေးဖို့နောက်အုံးကနေ၂ရက်အတွင်းရွှေ့ပေးဖို့ TNL ကစိုင်းကဲနဲ့လိုက်လံပြောဆိုကြောင်းသတင်းမှရေးသားထားပါတယ်။ PDF တွေရဲ့ယူဆချက်ကတော့စစ်ကောင်စီဘက်ကိုပြန်ပေးဖို့စုခွာခိုင်းတာလို့၎င်းတို့အနေနဲ့နားလည်ထားကြောင်း TNL တပ်ဖွဲ့ပိုင်းပစ္စည်းတွေကိုကုန်တင် truck ကတွေနဲ့တဲယူနေကြောင်းလည်းရေးသားထားပါတယ်။ယခုရက်ပိုင်းတွင်ကြေးရွာ၃ရွာလောက်စုခွာပေးလိုက်တဲ့နောက်စစ်ကောင်စီဘက်ကအဆိုပါကြေးရွာတွေမှာနေရာဝင်ယူထားတဲ့အနေအထားတွေရောက်ရှိနေကြောင်းလည်းဖော်ပြထားပါတယ်။အခုလိုဖြစ်ပျက်လာတာတွေရဲ့နောက်ကွယ်မှာဘလို့သဘောတူညီမှုဆွေးနွေးမှုတို့မဟုတ် မလွန်ဆန်နိုင်တဲ့ဖိအားပေးမှုတွေရှိနေတယ်လေဆိုတာတော့မသိရှိနိုင်ကြပါဘူး။ယမန်နေ့ကရေးသားတဲ့ဆောင်းပါးမှာနောင်ချိုမှာ TNL နယ်မြေတွေဆုံးရှုံးဆုတ်ခွာနေရတဲ့အနေအထားဟာပုံမှန်စစ်ပွဲမှာရှုံးလို့နောက်ဆုတ်လိုက်ရတဲ့သဘောထက်နိုင်ငံကြီးရဆုတ်ခွာဖို့ဆုံးဖြတ်ချက်ဖြစ်နေတော့လေစီးရီးရဆုံးရှုံးလို့ဆုတ်ခွာရတဲ့အသွင်တရားမျိုးပေါ်ဆောင်တာဖြစ်နေမလားဆိုတော့တန်တရားတချို့လူမှုကွန်ရက်ပေါ်မှာရေးသားထားကြတာကိုဖော်ပြခဲ့ပါတယ်။ နောက်ရက်မှာပဲအခုလို TNL အဖွဲ့က PDI တပ်ဖွဲ့တွေကိုနောက်ချုံမြို့နယ်တွေကနင်းမြေအချို့ကနေစုခွာဖို့ညွန်ကြားတဲ့တဲ့င်းကပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့ TNL အကြားထိန်းချုပ်နင်းမြေတွေနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေရှိနေတယ်လို့ကောက်ချက်ချနိုင်ပြီးဒီဆွေးနွေးမှုတွေမှာတရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေရှိနေတယ်ဆိုတာတန်တရားဖြစ်စရာမလိုပါဘူး။အခုလို TNL နဲ့စစ်ကောင်စီတပ်တွေရဲ့ရင်ဆိုင်နေတဲ့စစ်မျက်နှာနောက်ချိုကနေစုခွာနေတဲ့တဲ့င်းတွေထွက်ပေါ်နေချိန်မှာပဲ တောင်းပြေကောင်စီတောင်းလန်းကောင်စီလို့အမည်ပေးထားတဲ့အုပ်ချုပ်ရေးအရာအမြင့်ဆုံးအာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။နဂိုရှိနေပြီဖြစ်တဲ့တောင်းနိုင်ငံရေးတိုင်ပင်ခံကော်မတီ TPCC ရဲ့ဇွန်လတရက်ကနေ3ရက်နေ့ထိကျင်းပတဲ့အစည်းအဝေးမှာအခုလိုတောင်းပြေကောင်စီဆိုတဲ့အမြင့်ဆုံးအာဏာပိုင်ကိုဖွဲ့စည်းခဲ့တာဖြစ်ပြီး TNL ရဲ့ကိုယ်စားလှယ်တောင်းမျိုးသားပါတီနဲ့အရက်ဘတ်အဖွဲ့အစည်းတွေကကိုစားပြုသူတွေပါဝင်ဖွဲ့စည်းခဲ့တာလို့ထုတ်ပြန်ချက်တွေဖော်ပြထားတာတွေ့ရပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ TLC ရဲ့ဥက္ကဋ္ဌတာဝန်ကို TNLA လက်နက်ကိုင်အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်သူဗိုလ်ချုပ်ဒီတိုက်ပုံကတာဝန်ယူထားပြီးလက်နက်ကိုင်တပ်က3ဦးနိုင်ငံရေးပါတီက3ဦးအရက်ဖတ်အဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ TPCC က3ဦးစုစုပေါင်း9ဦးနဲ့ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြထားပါတယ် TNLA အနေနဲ့ယမန်နဲ့နှစ်လေကာလလောက်မှာစစ်ကောင်စီထိန်းချုပ်ခဲ့တဲ့နယ်မြေအများပြားကိုသိမ်းယူခဲ့ပြီးဂျာကာလာအုပ်ချုပ်ရေးအစီအမံတွေနဲ့အုပ်ချုပ်ခေရာကအခုခါမှာလက်နက်ကိုင်အဖွဲ့နိုင်ငံရေးပါတီနဲ့အရက်ဖတ်အဖွဲ့အစည်းတွေပါဝင်တဲ့ အတိုင်းမြခံကောင်စီတို့ကိုအခြေပြုပြီးအမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းပါကြောင့်အလောတကြီးဖွဲ့ဖို့လှုံ့ဆော်တယ်လဲဆိုတဲ့မိကွန်းလဲရှိကောင်းရှိနိုင်ပါတယ်။စီအီးရလှုံ့ရှားမှုတွေတင်းယူထားတဲ့နေမျိုးတွေကိုစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေခြင်းနဲ့နေမျိုးနောက်ထပ်တင်းယူဖို့ရည်မှန်းချက်တွေထပ်မရှိတော့တဲ့ရည်မှန်းချက်နဲ့စီအီးရထိန်းချုပ်ထားပြီးနေမျိုးတွေကိုတရားဝင်မှုရရှိအောင်ကြိုးပမ်းချက်တည်းရလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။2023ခုနှစ်အကုန်နဲ့2024ခုနှစ်တွေမှာ စီးရီးယာတင်းယူခဲ့တဲ့နေမြေဒေတာတွေကိုတောင်းပြီးကောင်စီကအုတ်ထုတ်ပိုင်ခွင့်ရှိတဲ့နေမြေတွေအဖြစ်နိုင်ငံရေးစီးရီးအဖွဲ့အစည်းတွေကိုတည်ရှိလက်ခံလာစေလိုတဲ့ရည်ရွယ်ချက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီလိုနိုင်ငံရေးယာကြိုးပမ်းမှုကိုနောက်ထိုမြို့နယ်တွေကစီးရီးယာထိန်းချုပ်ထားတဲ့နေမြေချိုးကနေစုပ်ခွာပေးနေတဲ့ကာလမှာလင်းလင်းမြန်းမြန်းပေါ်ထွက်လာတာလည်းဖြစ်တာကြောင့်လက်ရှိနိုင်ငံရေးစီးရီးဆွေးနွေးမှုတွေရဲ့နောက်ခံဆက်ဆက်နေကောင် ဆက်ဆက်နေနိုင်ပါတယ်။အထက်ပါသတင်းတွေနဲ့ဆက်ဆက်နေတဲ့တခြားသတင်းပုဒ်ကတော့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်း MNDA ကိုကလက်နက်ကိုင်အဖွဲ့ကတင်းယူထားတဲ့တင်ဒီမျိုးကိုလာမယ့်စက်တင်ဘာလမှာစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ DPP သတင်းဌာနကအမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ခုကိုကိုကပီရေးသားထားပြီးလာရှိုးမျိုးလိုပဲအလားတူလွှဲပြောင်းပေးရမယ်သဘောလိုနားလည်ရပါတယ်။လာရှိုးမျိုးတင်ဒီမျိုးအပြင်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဖြတ်တန်းရာပြည်အောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အခြားမြို့လေးမြို့လောက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ကုတ်ခိုင်တီဘောကြောင်မဲနောက်ချုံမြို့တွေဖြစ်ပြီးတရုတ်နိုင်ငံရဲ့ဖိအားပေးမှုလို့ယူဆထားကြတဲ့တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းနဲ့ချိတ်ဆက်နေတဲ့ကုန်းသွေးလမ်းကြောင်းပေါ်ကားမြို့တွေမှာစစ်ပွဲမဖြစ်ပွားဖို့စစ်ကောင်စီထိန်းချုပ်မှုအောင်ပြန်ပေးဖို့စတဲ့တောင်းဆိုချက်တွေရှိနေလိမ့်မယ်လို့မှန်းဆထားကြပါတယ်။ MNDA အနေနဲ့လာရှိုးမျိုးကိုပြန်လည်လွှဲပြောင်းပေးခဲ့တဲ့အဖြစ်ကစစ်ကောင်စီတပ်တွေကိုရှမ်းမြောက်ဒေသကတဆင့် မြန်မာနိုင်ငံအလဲပိုင်းမန္တလေးနေပြည်တော်ထိမောင်းထုတ်အနိုင်ယူရေးဆိုတဲ့ရည်မှန်းချက်အိမ်မက်တွေကိုပြက်ပြယ်စေခဲ့ပါတယ်။ဒီရည်မှန်းချက်တွေက NUG နဲ့ရှမ်းမြောက်ကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကြားဆွေးနွေးသဘောတူမှုရှိကြမှာလဲရှိခဲ့မှာဖြစ်ပေမယ့်တစ်တုံများနှစ်ကွန်စစ်စင်ရေးလိုင်းလုံးတွေအချိန်ကောင်းစဉ်ကအများကမျှော်လင့်ယုံကြည်ခဲ့ကြတဲ့ရည်မှန်းချက်ဖြစ်ပါတယ်။ တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG လောက်က PDF အဖွဲ့တွေ LPDF လို့ခေါ်တဲ့ဒေသလိုက်လက်နက်ကိုင်အဖွဲ့တွေတိကျရက်တည်နေကြတဲ့လက်နက်ကိုင်အဖွဲ့တွေကြောင့်ပူးပေါင်းဆောင်ရွက်မှုရှိပေမဲ့လည်းနေမြေထိန်းချုပ်စုမိုးရေးဆိုင်ရာနဲ့ပတ်သက်တဲ့အခါအကျိုးစီးပွားဆန့်ကျင်ဘက်ဖြစ်မှုပုတ်တိုင်းမှုတွေရှိနေတဲ့အချက်နိုင်ငံကြီးဟီမန်ချက်ပန်းတိုင်မှာမတိမတာကွဲလွဲမှုတွေရှိနေကြခြင်းကအခုလိုအာဏာသိမ်းစစ်တပ်ဖို့ထွက်ပေါက်ရစေမယ့်အခြေအနေတွေပေါ်ထွက်လာတာလားလို့စဉ်းစားတွေးဆစရာရှိပါတယ်စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံအင်အားစုတွေကြားနိုင်ငံအရာဘလောက်ထိသဘောတူညီမှုတွေရှိနိုင်မလဲဘယ်အရာတွေကဘုံအကျိုးစီးပွားဖြစ်ပြီးဘယ်အရာတွေကအကျိုးစီးပွားစတင်ဘက်ဖြစ်နေတယ်လဲဆိုတာတွေအထိလက်တွေ့အခြေအနေတွေကိုပိုးကွယ်လင်းလင်းရင်ဆိုင်ပြောဆိုညှိနှိုင်းဖို့အရေးတကြီးလိုအပ်နေတာလည်းဖြစ်ပါရဲ့ရှင်။